Hello? 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 Here we go. I'm ready. Hello, my name is Lava Kamya. Dili dos ke media maju ke kemari, jangan main naima. Di ni tengah nalima, jangan tengah bisa nalika. Microsoft, Excel, ဓာတ်ပုံလေးတွေကိုဘယ်လိုမျိုးစနစ်တကျနဲ့ထည့်သွင်းရမလဲဆိုတာကိုသင်ကြားပေးချင်တာဖြစ်ပါတယ်ဒီတင်ကန်းသားလေးကကျွန်တော်ရဲ့ computer basics 101 so class လေးနဲ့ advanced excel 101 so class လေးတို့မှသင်ကြားရတဲ့တင်ကန်းသားတွေကတခုလည်းပဲဖြစ်ပါတယ်။ကျွန်တော် Microsoft Excel ကိုသုံးပြပြီးတော့မှအလုပ်တွေလုပ်တဲ့အခါလေးမှာကျွန်တော် data တွေနဲ့အတူတူတပုံးလေးတွေနဲ့တကွာပေါ်ပြရတဲ့အခါမျိုးလည်းရှိနိုင်ပါတယ်။ အခါမှကွာကိုရဲ့အိတ်ဆဲထဲမှာတပုံကိုဘယ်လိုမျိုးထည့်သွင်းရမလဲတပုံကိုဘယ်လိုမျိုးဆိုးစတီးရနေယူလို့ရမလဲဆိုတာကိုမဖြစ်မနေနဲ့သိထားတင်ပါတယ်။ဒါကြောင့်မလို့ယခုသင်္ကန်းသားလေးမှာ Microsoft အိတ်ဆဲထဲမှာတပုံလေးထည့်သွင်းတာနဲ့ပတ်သက်ပြီးတော့မှလေးသေးလေးလာရမှာဖြစ်ပါတယ်။အဲ့အတွက်အရင်ဆုံး Microsoft အိတ်ဆဲလေးကိုဖွင့်လိုက်ပါမယ်။တပုံလေးထည့်ဖို့အတွက်ကကြတော့ဒီဘော်လေးမှာ Insert ဆွဲတက်ပလီရှိပါတယ်။သို့တော်ပါမယ်။ဒီတိုင်းတောက်လေးမှာ illustration ဆိုတဲ့ကလူလေးတွေမှာမှာဒီပေါ်လေးမှာပစ်ချားစွာလေးရှိပါတယ် အဲ့ဒီပစ်ချန်လေးရဲ့အောက်ကားများလေးကိုနှိပ်ကြည့်တဲ့အခါမှာဒီလိုမျိုး box တွေထပ်ပြီးတော့မှကြာလာပါမယ်။အဲ့ခါမှာပထမဆုံးတွေ့ရတဲ့ option လေးကတော့ this device လို့ပြောပါတယ်။ this device ကကြတော့အခုလက်ရှိအခုသုံးနေတဲ့ကိုယ့်ရဲ့ computer ထဲမှာရှိတဲ့တပုံကိုထည့်သွင်းခြင်းတဲ့အခါမှာသူ့အသုံးရပါတယ်။သူ့အော်လီမှာပါတဲ့ store image နဲ့ online picture ကတော့ကိုယ့်ရဲ့ computer မှာ internet ရှိဖို့လိုအပ်ပါတယ်။ internet ကိုသုံးပြပြီးတော့မှ website တရားနေတဲ့စင်သွားပြီးတော့မှယူပြီးတော့သုံးပေးမှဖြစ်ပါတယ်။ အဲ့တော့ပထမဆုံးတစ်စက်အနေနဲ့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာတပ်ပုံရှိတယ်ဆိုရင်အဲ့ဒီတပ်ပုံလေးကိုဘယ်လိုမျိုးထည့်သွင်းရမလဲဆိုတာကိုအရင်ဆုံးလေ့လာပါမယ်။အဲ့တော့တပ်ပုံထည့်သွင်းဖို့အတွက်ဒီမှာရှိနေတဲ့ this device ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။နေတဲ့ဆိုရင်သူက insert picture ဆိုပြီးတော့မှ dialog box တွေကျလာပါလိမ့်မယ်။အဲ့ဒီခါမှာကိုယ်ထည့်သွင်းခြင်းနဲ့တပ်ပုံရှိတဲ့နေရာကိုရွေးပေးရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်ဒီကွန်ပျူတာလေးထဲမှာဆိုရင် hamming line လို့ခေါ်တဲ့ folder လေးထဲမှာ picture လို့ခေါ်တဲ့ဒီ file လေးထဲမှာထည့်ထားတာဖြစ်ပါတယ်။ ိတ်ကလည်းပဲကိုထက်သွင်းခြင်းနဲ့တပုံလေးရှိတဲ့နေရာကိုရွေးပြရမှာဖြစ်ပါတယ်။ကိုယ့်ကွန်ပျူတာရဲ့ဘယ်နာမှာတင်ထားလဲဆိုတာကိုရင်းလုံးရွေးပြရပါမယ်။ကိုနေရာလေးရောက်သွားပြီဆိုတာနဲ့ကိုဘယ်ပုံလေးကိုထည့်မှလဲကိုထက်ခြင်းနဲ့တပုံလေးပေါ်မှာကလစ်နေပြရပါမယ်။ဥပမာဒီပုံလေးကိုထည့်မယ်ဆိုရင်ဒီပုံလေးပေါ်မှာကလစ်နေလိုက်ပါမယ်။ပထမဆုံးအနေနဲ့ကတပုံပဲထည့်ပြပေးပါမယ်။တကယ်ကျတော့တပုံထက်ပို့ပြီးတော့မှ10ပုံ15ပုံတပုံထက်ပို့ပြီးတော့3 4ပုံလည်းအများကြီးလည်းထည့်လို့ရပါတယ်။ပထမဆုံးအနေနဲ့လောလောကူကူလေးဖြစ်သွားအောင်လို့ဒီတပုံလေးပေါ်မှာကလစ်နေပါမယ်။ ပြီးတော့ insert လေးကိုနှိပ်လိုက်ပါပြီ။ဒါဆိုရင်တော့ကိုယ့်ရဲ့ဓပုံလေးကကိုယ့်ရဲ့ဒီ excel လေးတွေကိုရောက်လာတာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီကမှာတပုံကတာမူလာက size အရွယ်စားတိုင်းပဲရောက်လာမှာပါ။ကွဲပုံလေးကအဆိုင်ကနည်းနည်းကြီးတယ်ဆိုရင်တော့အကြီးနဲ့ပေါ်လိမ့်မယ်။တတိလေးဆိုရင်တော့တတိလေးနဲ့ပေါ်ပါလိမ့်မယ်။ဒါပေမဲ့ဘလောက်ပဲကြီးနေပြီဘလောက်ပဲသေးနေပြီကိုယ့်ရဲ့ဒီတပုံရဲ့အရွယ်စားကိုအချိန်မီးကွာပြန်ပြီးတော့မှပြင်လို့ရပါတယ်။ resize ပြန်ပြီးတော့လုပ်လို့ရပါတယ်။ ဲ့လိုလဟုတ်တော့ကလည်းနေလနဲ့မျိုးရှိပါတယ်ပထမနေလတစ်ခေါက်ကကျတော့ကိုတပုံလေးထည့်သွင်းပြီးပြီဆိုတာနဲ့ကိုရဲ့တပုံလေးပေါ်မှာကလစ်တစ်ချက်လေးနှိမ့်လိုက်ပြီဆိုရင်ဒီဘောလေးမှာ picture format ဆိုပြီးတော့မှ dialog box လေးဒီ tablet တစ်ခုပေါ်လာပါလိမ့်မယ်တကယ်လို့များကွာတပုံလေးပေါ်မှာထောက်ထားပဲနဲ့တခြားလွတ်နေတဲ့နေရာမှာသွားပြီးတော့မှထောက်လိုက်မိတယ်ဆိုရင်တော့ဒီဘောလေးမှာအဲ့ဒီ picture format ဆိုတဲ့ tablet ကိုမမြင်ရတော့ပါဘူးဒါကြောင့်မလို့ကွာဒီပချားလေးနဲ့ပတ်သက်ပြီးတော့မှ format တွေပြင်ချင်တာမလို့ပချားလေးပေါ်သွားပြီးတော့မှနှိမ့်လိုက်မှသာလင်းဒီပေါ်လေးမှာပချား format ဆိုပြီးတော့မှ w ပေါ်လာမှဖြစ်ပါတယ် AW ကိုတွန်းလိုက်တဲ့အခါမှာဆိုရင်တော့ဒီလိုမျိုးအများကြီးရှိပါတယ်။ဒါတွေအားလုံးကပကြနဲ့သက်ဆိုင်ရာ formatting ကိုပြင်ဆင်ရမယ့်နေရာလေးတွေပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ Formula Function အသုံးပြုပုံတွေနဲ့ Advanced Feature Advanced Formula Function တွေ၊ Pivot Table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်းတရာကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအဆင်ပြေစွာဖြင့်စနစ်တကျလေ့လာ ာတင်ကြရမှာဖြစ်ပါတယ်။မူလတင်နှံကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်နှံကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှံကြီးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်နှံကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အဲ့ခါမှာအရင်ဆုံးကအရွယ်စားကစိုက်ကအရင်ကြည့်နေပါတယ်။ဒါကြောင့်မလို့နည်းနည်းလေးသေးချင်ပါတယ်။သေဖို့အတွက်ကြည့်ဖို့အတွက်ဆိုရင်တော့ပစ္စာဖော်မတ်ကိုနေလိုက်တဲ့အခါမှာဒီဖက်စုံစုံလေးမှာစိုက်စွာလေးရှိပါတယ်။အဲ့စိုက်နေရာမှာသူကဟိုင်းနဲ့ဝစ်ဆိုပြီးတော့ရှိပါတယ်။ ိုက်ကတော့တပုံလေးရဲ့အမြင်ကိုပြောတာဖြစ်ပြီးတော့မှဝစ်ကတော့တပုံလေးရဲ့အကျယ်ကိုပြောတာဖြစ်ပါတယ်။အဲကမှတပုံလေးကသူက1 choose 1ဆိုတဲ့တပုံလေးပါ1 choose 1ဖြစ်တာဖြစ်တဲ့အတွက်အမြင်ကလည်းခွန်တသမကိုကိုလက်မရှိပြီးတော့မှအကျယ်ကလည်းပဲခွန်တသမကိုကိုလက်မရှိပါတယ်။အဲကမှကဥပမာရှစ်လက်မလောက်နေပါပြီဆိုတော့အရင်ကြီးတာဖြစ်တဲ့အတွက်ဥပမာကိုနှစ်လက်မလောက်ပဲထားချင်ပါတယ်ဆိုရင်ဟိုက်နေရာမှာကလစ်တစ်ချက်နေလိုက်မယ်။ကိုလိုချင်တာနှစ်လက်မမလို့ဒူးဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါမယ်။ ပြီးတာနဲ့အန်တာလေးတစ်ချက်နှိပ်လိုက်ရုံပါပဲဒါဆိုခွဲတပုံလေးကအမြင်ရနယ်လမ်းမှာဖြစ်သွားတော့သွားတချို့တစ်တပုံမလို့အမြင်ကိုပြောင်းလိုက်တာနဲ့ wig အကျေရပါလက်ပြီးတော့ auto ပြောင်းသွားတာတွေ့ရပါလိမ့်မယ်အဲ့ဒီဒီမှာကိုယ့်ရဲ့ပုံလေးကမူလကလို့အကြီးနဲ့မဟုတ်တော့ဘဲနဲ့နှလမပက်လေတပုံလေးဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါတော့ဆက်ကိုပြန်ပြီးတော့အတိအကျခွာဖက်နှလမထားမလဲ၃လမလား၄လမလားဆိုပြီးတော့မှသေးတာကြီးတာမျိုးလုပ်လိုက်တာပါ။အဲ့လိုမျိုးဖြစ်နေကွာလက်ကလေးနဲ့ပဲ manual လုပ်ချင်နေဆိုရင်လည်းပဲလုပ်လို့ရပါတယ်။ ကိုထည့်ထားတဲ့တပုံလေးပေါ်မှာကလင်းနေလိုက်ပြီဆိုတာနဲ့ဒီမှာအဖြစ်အပျောက်အလုံးလေးတွေအဝိုင်းလေးတွေပေါ်လာတာတွေ့ရပါလိမ့်မယ်။အဲ့ဒီအဖြစ်အပျောက်အလုံးလေးတွေကြိုက်တဲ့အလုံးလေးရနေပြီးတော့မှ quad size ကိုပြန်ပြီးတော့မှအသေးကြီးပြန်ပြန်လုပ်ရပါတယ်။ဘယ်နေရာကမဆိုဘဲအလုံးလေးကမဆိုလုံးလုံးရတယ်ဆိုပေမဲ့လည်းပဲအကောင်းဆုံးကကြတော့ corner ကနေလောက်တာကအကောင်းဆုံးပါပဲ။ကောနာကမှာကိုနေတဲ့ကောနာနေလို့လို့ရပါတယ်ဒီဘက်ညာဘက်အောက်ခြေထောင်မှဖြစ်ဖြစ်ဒီလိုမျိုးဘယ်ဘက်အောက်ခြေထောင်မှဖြစ်ဖြစ်အပေါ်ညာဘက်ထောင်မှဖြစ်ဖြစ်ပြီးတော့အပေါ်ဘက်ဘက်ထောင်မှဖြစ်ဖြစ်ကြိုက်တဲ့နေရာနေလို့လို့ရပါတယ် ဥပမာဒီဘက်ညာဘက်အောက်ခြေထောင်မှာမောက်စိတ်တင်လိုက်တော့ညာအကောင်လေးကနှစ်ဘက်ပုံစံလေးနဲ့ညာအဖြူအောင်လေးပေါ်လာပါလိမ့်မယ်။အဲကမှမောက်စကနေကလစ်ဖိထားပြီးတော့မှဆွဲပြီးကြည့်ရင်လည်းဆိုရင်အပြင်ဘက်ကိုမောက်စိတ်နဲ့ဆွဲပြီးတော့ချက်လိုက်ရအောင်ပါပဲ။ဒါဆိုရင်ပို့ပြီးတော့မှကြည်လာပါလိမ့်မယ်။သေးတယ်နဲ့ဆိုရင်လည်းအလိုပါပဲ။ဒီကော်နာပေါ်မှာမောက်စိတ်တင်လိုက်မယ်။ညာကနေဖက်ပေါ်လာရင်ကလစ်ဖိထားပြီးတော့မှဆွဲပြီးတော့မှတည်လိုက်ရအောင်ပါပဲ။ဒါကကျတော့အတိုင်းနာအတိအကျကိုသွားပြီးတော့ဒီလိုမျိုးသွားရိုက်ထဲတာမဟုတ်ပဲနဲ့လက်ကလေးနဲ့ကုလိုချင်းတလောက်ကိုခံမှန်းပြီးတော့မှထားတာမျိုးဖြစ်ပါတယ်။အဲ့တော့ကိုနေတဲ့ဒီလိုမျိုးထားလို့ရပါတယ်။ ီးသွားတဲ့ခါမှာတပုံလေးကိုဘာကြောင့်မလုပ်တယ်လို့မျိုးကော်နာလေးကနေပြီးတော့မှစိုက်ကိုအသေးကြီးလုပ်စေချင်တာလဲဆိုတော့ဒီမှာပါတဲ့အလုံးလေးတွေအလုံးလေးတွေရှိတယ်။အဲကောင်လေးကနေလုပ်လို့မရဘူးလားဆိုတော့ရပါတယ်။ဒါပေမဲ့ဥပမာအနေနဲ့ကိုကဒီမျိုးကော်နာကနေမလုပ်ဘဲနဲ့ဒီအလျားရှိတဲ့အလုံးလေးကနေလုပ်မယ်ဆိုပါဆိုဒီဘက်ဖြစ်ဖြစ်ဒီဘက်ဖြစ်ဖြစ်ပေါ့နော်။ဘယ်နဲ့ညာနဲ့ခြိုက်တဲ့ပုံမှာမောက်စေတင်လိုင်းလည်းပဲညာလေးနှစ်ဖက်ပုံစံလေးနဲ့ပေါ်လာပါပြီ။အဲခါမှာလည်းပဲကွာစိုက်ကိုကြည့်ချင်တယ်ဆိုပြီးတော့မှ mouse ကနေ clip ဖိထားပြီးတော့ဆွဲပြီးတော့ချက်ကြည့်လိုက်ပါ။ အဲဆိုရင်တပုံက site တော့ကြီးလာတယ်ဒါပေမဲ့ကိုယ့်ရဲ့ပုံတွေ retro ဖြတ်သွားပြီးတော့မှတပုံကကကားကြီးတွေပြပြကြီးတွေဖြစ်သွားတာတွေ့ရပါလိမ့်မယ်အကြတော့မလာတော့ဘူးပေါ့အဲ့တော့အန်တိုလေးပြန်ပြီးသွားလိုက်မယ်အလိုအပဲကွာဒီလိုမျိုးဘယ်ဘက်မှာရှိရနေရနေဆွဲပြီးတော့ချိန်မယ်ဆိုရင်ပြပြဲကြီးတွေကကားကြီးတွေဖြစ်သွားပါလိမ့်မယ်အလိုပဲအပေါ်မှာရှိရဒီအလုံးလေးပဲဖြစ်ဖြစ်ဒီအောက်မှာရှိရအလုံးလေးပဲဖြစ်ဖြစ်ကွာဆွဲပြီးတော့မှတင်းလိုက်မယ်ဆိုရင်ဒီလိုပူပူကြီးဖြစ်သွားလိမ့်မယ်အရင်ဆွဲပြီးချိန်လိုက်မယ်ဆိုရင်ချီချီမြမြကြီးဖြစ်သွားလိမ့်မယ်ပေါ့နော် ဒါကြောင့်မလို့ကိုနေနေကအဲ့လိုမျိုး site ကိုပြင်တဲ့အခါမှာဆိုရင်အကောင်းဆုံးကတော့ဒီလို corner လေးကနေလောက်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါဆိုရင်ကပုံလေးကပုံစံမပြတ်ဖက်နေပေါ့နော်။လာလာပပလေးနဲ့အမြဲတမ်းညာနေမှာဖြစ်ပါတယ်။ဒီလိုလုပ်ပြီးကြရပြန်ပို့ပြီးတော့မှကောင်းပါတယ်။ပြီးတော့ဓာတ်ပုံလေးပေါ်မှာနေထားလိုက်တဲ့အခါမှာဒီ picture format ထဲမှာ picture style ဆိုပြီးရှိပါတယ်။ကထဲလိုက်ခါသားတော့ကျတော့မူလကတိုင်းတမန်တမန်တပုံတွေကပေါ်လာတာဒါကွာ style တွေပါပြီးပြောင်းလဲပြီးသုံးချင်တဲ့ဆိုရင်ပကြ style တွေမှာဒီမှာပုံစံခုနှစ်မျိုးလောက်သူပေးထားပါဗျ ကွာတကူပုံမှာမောက်စီပါပြမနေကြည့်ပါနဲ့အောင်မောက်စီပဲတင်ကြည့်လိုက်ပါဒါဆိုရင်မောက်စီတင်လိုက်ပြီဆိုတာနဲ့ပဲကိုယ့်ရဲ့တပုတ်လေးမှာအောက်လေးမှာသူ preview အနေနဲ့ပြနေတာတွေ့ရပါလိမ့်မယ်ကိုယ်သဘောကျသွားပြီဆိုမှနှိပ်လိုက်ရုံပါပဲဒါလေးပေါ်လေမောက်စီတင်ကြည့်ပါဒါလေးသဘောကျလာပါဘောနော်ဒါလေးလည်းမောက်စီတင်ကြည့်ဒီခုချိန်ဒီမှာလိုက်ပြီးတော့မောက်စီကိုလိုက်ပြီးတော့တင်ကြည့်လိုက်ပါကိုယ်သဘောကျရင်နှိပ်ပြီးတော့ယူလို့ရတယ် ထပ်ပြီးတော့လိုချင်သေးတယ်ဆိုရင်တော့ဒီအောက်လေးမှာမောစွာလေးရှိပါတယ်အဲ့ဒီများလေးကိုနှိပ်လိုက်မယ်ဆိုရင်လည်းအများကြီးထပ်ပြီးတော့ကြာလာပါမယ်ကိုနေတဲ့တဲ့ပုံမှာမောက်စီဒီမှာလာပြီးတော့မှတင်ကြည့်လိုက်လို့ရပါတယ်ပုံစံလေးပြလိမ့်မယ်သဘောကျရင်တော့နှိပ်ပြီးတော့မှရွှေပြီးတော့တုံးလိုက်လို့ရတာဖြစ်ပါတယ်ဒါတော့စတိုင်ကိုလာပြီးတော့မှရွှေတာပါဒါတကွာကြတော့ကိုယ်တပုံလေးပေါ်နေထားတဲ့အခါမှာအပေါ်မှာမြားကွေလေးမြင်ရပါမယ်။ဒါလည်းကကြတော့တပုံလေးကိုခွာ rotate လှည့်ကြတဲ့အခါမှာသုံးပါတယ်။ တခါတည်းမှာကိုယ့်ရဲ့တပုံလေးကိုကိုယ့်ရဲ့လုပ်ငန်းလိုအပ်ချက်ရဘက်ဘက်ကိုနည်းနည်းလေးစောင့်မြင်နေဆိုရင်ဒီများကွေလေးပေါ်မှာမောက်စီနဲ့ clip ဖိနှိုက်ပြီးတော့မှဘက်ဘက်လေးကိုနည်းနည်းလေးစောင့်လိုက်လို့ရပါတယ်။ဒါကဘက်ဘက်ကိုစောင့်တာပါ။အလိုပဲညာဘက်ကိုစောင်းနေတယ်ဆိုရင်လည်းပဲညာကွေလေးကနေကလစ်ဖိထားပြီးတော့မှညာဘက်ကိုစောင်းလိုက်လို့ရပါတယ်။သူကကျတော့ဓာတ်ပုံကို360ဒီဂရီပဲလဲလဲနေလို့ရပါတယ်။ကိုနေတဲ့တလေးမျိုးသူစောင်းထိုးထားမှထားလို့ရတယ်ဘလို့ပဲထားတာကြာသူတို့လဲနေလို့ရမှာဖြစ်ပါတယ်။စောင်းထိုးထားခြင်းနဲ့ထားအတဲထားခြင်းနဲ့ထားစောင်းပြီးတော့ထားခြင်းနဲ့ထားပေါ့နော်။ကိုနေတဲ့တလေးမျိုးထားလို့ရမှာဖြစ်ပါတယ်။ ဒါတော့တပုံတွေကိုလှည့်တဲ့နေရာလေးပါနောက်တစ်ခါကျတော့တပုံတွေကိုကဘေးကနေပက်ပက်လင်အောင်နေမှာဘော်ဒါလေးခတ်လို့ရတယ်ဘောင်လေးခတ်လို့ရပါတယ်ဒီပေါင်ကပ်ဖို့အတွက်ကကြတော့ပစ္စည်းစတိုင်မှာတော့ဒီမှာအသင်ပေးထားပြီးသားပေါင်လေးတွေတော့ရှိတာပေါ့အနေရောင်ပေါင်လေးတွေတို့ဒီလိုဒီလိုပေါင်လေးတွေတို့ရှိတယ်ဒါပေမဲ့အိမ်မှာပြားတဲ့ဟာတွေကိုကသိမကြိုက်ပဲနဲ့ကွာဥပမာအနေရောင်လေးနဲ့ပေါင်ခက်ချင်တာတို့အဝါရောင်တို့ပန်းရောင်တို့လို့ပုံနိုင်လေးနဲ့ခက်ချင်တယ်ဆိုရင်လည်းတည်တဲ့ပေါင်ကြီးပဲတည်တဲ့ခက်လို့ရပါသေးတယ်သူကကြတော့စတိုင်ဆိုတော့စတိုင်ကိုချိန်တာကွာဒီတစ်ခါကျတော့စတိုင်ကိုမချိန်မဲနဲ့ပေါင်တစ်ခုလုံးကိုခက်ချင်တာပါ အဲ့ဒီမျိုးပေါ်တာခက်ချင်တယ်ပေါင်ခက်ချင်တယ်ဆိုရင်တော့ဒီဘက်လေးမှာပစ်ချာပေါ်တာဆိုလို့ရှိတယ်။သွေးများလေးကိုနှိမ့်လိုက်ပြီးတော့မှဒီမှာ color box တွေကနေကိုနဲ့တက်တဲ့ရောင်ကိုရွှေလို့ရပါတယ်။ဥပမာကွာအနီရောင်လေးနဲ့ပေါင်ခက်မယ်ဆိုရင်ဒီမှာရှိတဲ့အနီရောင်လေးကိုရွှေလိုက်ရုံပါပဲ။တခြားကြည့်မယ်ဆိုရင်ကိုရဲ့ထက်ပုံလေးရဲ့ပြပပက်လေးလေးမှာအနီရောင်လေးနဲ့ပေါင်လေးခက်ပြီးသွားတာတွေ့ရပါလိမ့်မယ်။ဒီကလူများကကိုခက်ထားတဲ့ပေါင်ကထင်းထင်းရှားရှားမမြင်ရဘူး။ဒီထက်ပိုပြီးတော့ပေါင်လေးကနည်းနည်းပါးတယ်လို့ခန့်ဆန်းရလို့ပိုပြီးထူချင်တယ်ဆိုရင်လည်းထူလို့ရပါတယ်။ထူတယ်လို့ခန့်ဆန်းရလို့ပါမယ်ဆိုရင်လည်းပါလိုက်လို့ရပါတယ်။အဲ့တော့ထက်ပုံလေးပေါ်မှာကလစ်နေထားပါမယ်။ ပချာ format ကိုတောင်းလိုက်ပြီးတော့မှပချာ border လေးမှာပြန်သွားပါမယ်။ပြော်ဒီအောက်လေးမှာ weight ဆိုတာလေးရှိပါတယ်။အဲ weight ဆိုတာလေးမှာ pt ဆိုတာလေးရှိတယ်။ pt ဆိုတာက pond point ကိုအတူကောက်ရေးထားတာဖြစ်ပါတယ်။နံပါတ်နဲ့နဲသလောက်ကနန်းသေးရင်သေးသလောက်ပပလေးနဲ့ဖြစ်ပါလိမ့်မယ်။တို့လက်ရှိမှာ3 by 4 PD ကိုတုံတုံထားတာဖြစ်ပါတယ်။တကယ်လို့များကွာဘောင်အထွေနဲ့တုံနေတဲ့ဆိုင်ဒီမှာအထွေကိုရွေးကြည့်လိုက်ပါ။ဒါဆိုင်6 point မှာတို့ရွေးလိုက်မယ်ဆိုရင်တော့ဒီမှာဘောင်ကြီးအထွေနဲ့ရသွားတာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ကိုနေတဲ့သလိုထားလို့ရပါတယ်။ ဒီလိုပေါင်းမခက်ချင်တဲ့ဥစဉ်လိုက်တန်ဖြုတ်လို့ရပါတယ်တန်ဖြုတ်ဖို့အတွက်ကပကြဖို့ရာမှနေလိုက်ပြီးတော့မှ no online ဆိုတာကိုပြန်ပြီးတော့နေပေးလိုက်မယ်ဆိုရင်တော့ပေါင်းလေးပြန်ပြီးတော့ပြုတ်သွားပါလိမ့်မယ် ီသွားတဲ့ခါမှာပစ်ချတဲ့မှာမှာအဲ့ဒီပစ်ချပေါ်လာမှာလည်းပဲတခြား option တွေအများကြီးရှိသေးတယ်။ဒီမှာပြထားတဲ့အကြောင်းတွေပြန်ထပ်ပြီးတော့လိုချင်တဲ့နေရာတွေတခြားထပ်ပြီးတော့လည်းယူလို့ရတဲ့နေရာတွေလည်းရှိသေးတယ်။ effect တွေ layout တွေပြီးတော့တစ်ဖက်မှာရှိတဲ့ adjust တွေ crawl လောက်တာတွေ ratio တွေပြီးတော့ rotate တွေ align တွေထိုင်လည်းအများကြီးရှိပါသေးတယ်။ဒါတွေအားလုံးကိုတော့ကျွန်တော်တို့ရဲ့ဒီ advanced excel 101 zone class တွေနဲ့ computer physics 101 zone class တွေတို့မှာစနစ်တကျသင်ချပေးတာဖြစ်ပါတယ်။ တကယ်လို့များဒီဒူချင်းတည်တဲ့ဝန်ထုဝဆောင်လက်စီကိုတက်ရောက်ပြီးတော့မှလုပ်ငန်းခွင်အတွက် Microsoft Excel ကိုခြေခံကနေစတင်ပြီးတော့စနစ်ကျနဲ့ကြောင်းညက်သွားတက်ရောက်ခြင်းနဲ့ဆိုရင်ကျွန်တော်တင်တဲ့လေးတွေကိုတက်ရောက်ဖို့ဖိတ်ခေါ်ရပါတယ်။တင်တဲ့လေးတွေကိုတက်ရောက်ခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပုံမှန်ပါတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်။အဲဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာတင်တဲ့အလို့ရပါတယ်။ Delirious Communal Band Hammer နဲ့ဆိုတဲ့ Facebook Page Messenger မှာလည်းပဲတင်တဲ့အလို့ရပါတယ်ခင်ဗျာ။ဝန်ထုဝဆောင်ကလပ်စီတွေကိုတော့ရကူလာတွင်မှာအထူးတင်တဲ့ချင်းနှစ်သိန်းကျပ်ထပ်ပြန်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့တင်တဲ့လေးတွေကိုအများဆုံးတက်ရောက်ဖို့လည်းဖိတ်ခေါ်ရပါ ါတယ်ခင်ဗျာတကယ်လို့များကိုအားလုံးတစ်ပတ်နဲ့မလို့ကိုအားတဲ့အချိန်လေးမှမှလေ့လာကြနေဆိုရင်လည်းဗီဒီယို class တွေရှိပါတယ် video class တွေကတော့ကျွန်တော်တို့ဒီ advanced excel excel special class တွေကကြတော့အတူတင်နေကြီး3000ကျက်တဲ့ပြင်လက်ခံပေးနေတာဖြစ်ပါတယ် community pages video class တွေကကြတော့အတူတင်နေကြီး4000ကျက်တဲ့ပြင်လက်ခံပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ facebook private group နဲ့ telegram channel ကိုနဲ့တက်တဲ့ platform မှာရွေးချယ်ပြီးတော့မှလေ့လာလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့တင်နေလေးတွေကိုတရားဖို့ကိုသိကောင်းပါတယ်ခင်ဗျာ ဟုတ်ပြီဒါများတော့ကွာတပုံတွေကိုတပုံမဲထည့်လိုက်တာပါတကယ်လို့များကွာတပုံကိုတပုံနဲ့ပို့ပြီးထည့်ရှင်နေဆိုရင်ထည့်လို့ရပါတယ်အဲဒါကွာတပုံကိုတပုံနဲ့ပို့ပြီးမထည့်ခင်မှာကိုယ့်ရဲ့တပုံတွေကိုကိုမလို့အဲ့လိုအပြီးဖြတ်ချင်နေဆိုရင်ရောဘယ်လိုဖြတ်ရမလဲပေါ့အဲဒါကွာတပုံတွေပေါ်မှာကလစ်နေလိုက်ပါမယ်ပြီးရနဲ့ keyboard ကကျွန်တော်တို့ computer keyboard လေးမှာ delete ဆိုတဲ့ cloud လေးရှိပါတယ်အဲ့ delete ဆိုတဲ့ cloud လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပြီးဆိုရင်အဲ့ကိုယ့်ရဲ့တပုံတွေဖြတ်သွားမှာဖြစ်ပါတယ်အဲ့လိုလိုတကူဖြတ်လို့ရပါတယ် နောက်တစ်ခါကျတော့ခွာတပုံကိုတပုံနဲ့ပို့ပြီးတော့အများကြီးထည့်မယ်ဆိုပါစို့အဲ့ခါမှလည်းပဲ insert ကိုသွားမယ် picture ကိုသွားပါမယ်ပြီးတော့ this device လေးကိုနှိမ့်လိုက်ပါမယ်ဒီတခါကွာဒီပုံလေးရဲ့ဒီပုံလေးရဲ့ဒီပုံရဲ့သုံးပုံထည့်မယ်ဆိုပါစို့အဲ့ဆိုရင်တပုံလေးပထမဆုံးတပုံမှာ click နှိမ့်ပါမယ်ပြီးတော့ဟင် keyboard ကနေပြီးတော့မှ control set click လေးကိုဖိထားရမှာဖြစ်ပါတယ် control click လေးကိုဖိထားပြီးတော့မှနောက်တပုံမှာသွားပြီးတော့မှ click နှိမ့်ပြရမှာဖြစ်ပါတယ်ပြီးတော့ဟင် control ကိုဖိထားပြီးတော့မှနောက်တပုံမှာသွားပြီးတော့မှ click ထပ်ပြီးတော့မှနှိမ့်ပေးလိုက်ပါ န်ထရိုးပြထားခြင်းအပြင်ကကျတော့တမတ်တီပဲဆက်လက်လုပ်တာဖြစ်ပါတယ်။တက်ပြီးတော့လိုချင်သေးတယ်ဆိုရင်လည်းပဲကွန်ထရိုးကီးလေးကိုဖိထားပြီးတော့မှလိုက်ပြီးတော့မှ selection လေးပြလို့ရပါသေးတယ်။ဒီမှာကတော့သုံးပုံကိုပဲ selection ပြလိုက်ပါပြီ။ပြီးရင်တော့ insert လေးကိုနှိမ့်ချလိုက်မယ်ဆိုရင်လည်းပဲဒီမှာတပုံလေးသုံးပုံစလုံးရောက်လာမှာဖြစ်ပါတယ်။ဒီလိုလဲကွာထည့်လို့ရတယ်ပေါ့နော်။ဟုတ်ပြီ။ဒါတော့တပုံကိုတပုံနဲ့ပို့ပြီးတော့မှထည့်လိုက်တာဖြစ်ပါတယ်။တကယ်လို့များကွာကိုယ့်ရဲ့ကွန်ပျူတာထဲမှာကတပုံလေးတွေမရှိဘူး။ ကွာအင်တာနက်ကနေမှာတပုံတွေရှာပြီးတော့မှထည့်ခြင်းနဲ့ဆိုရင်လည်းထည့်လို့ရပါတယ်။လုပ်ငန်းခွင်ဝင်ဖို့အတွက် Advance A0 ကိုစွန့်ပြန်ထားရိုက်တူချင်းတည်သက်တိတိကျကျတင် जा လူသူများအတွက် Advance A0 101 Swim Class လေးမှာ A0 ကိုအခြေခံမှာအစဉ်မြင့်ထိစနစ်တကျနဲ့တင် जा ပေးနေပြီဖြစ်ပါတယ်။ Zoom class လေးဖြစ်တဲ့အတွက်မိမိအိမ်ကနေပြီးတော့အဆင်ပြေစွာနဲ့စနေတကျသင်ယူနိုင်မှာဖြစ်ပါတယ်။သင်တန်းမှာသင်ကြားရမယ့်ပုံစံလေးကတော့ဇွန်ဖြင့်တိုက်ရိုက်သင်ကြားပေးမှာဖြစ်ပါတယ်။ အတင်ရေးပြီးသား excel data file တွေကိုပေးပါမယ်။အတန်းချိန်တစ်ချိန်ပြီးတိုင်းမှာ recording video တွေကိုလည်းပို့ပေးမှာဖြစ်ပါတယ်။ lesson 9အတွက်အင်္ကြာတွေရှိပါမယ်။အင်္ကြာတွေကိုလည်းပဲစစ်ဆေးပေးမှာဖြစ်ပါတယ်။ lesson တစ်ခုပြီးတိုင်းမှာ recap ပြန်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။တင်ပြသားစာများကိုနားမလည်ခဲ့ပါကဆရာနဲ့ထိုက်ရိုက်အချင်းမျိုးမြင်မြင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ် တင်းတင်းကြီးလေးကတော့ဒူးချင်းတိသက်အထူးတင်းတင်းကြီးနှစ်သိန်းကျက်တဲ့ဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒီကရီများတငယ်ချင်းတွေလောဖောက်ကံမဲ့တင်းနဲ့အတူဂရုလိုက်လဲတင်ကြမယ်ဆိုရင်လည်းပဲတင်ကြနိုင်မှာဖြစ်ပါတယ်။တင်းတင်းပြည့်မြောက်သူများအတွက်အတိမတ်ပြုလက်မှတ် certificate ကိုပေးရတော့မှာဖြစ်ပါတယ်။တင်တဲ့ချိန်လေးကတော့တပတ်ကို၄ရက်တနေ့ကို၁နာရီနဲ့တင်တဲ့ချိန်စုစုပေါင်း၁၆ချိန်တင်ကြပေးမှာဖြစ်ပါတယ်။တင်တဲ့ချိန်လေးကတော့ဒူးချင်းသီးသန့်တင်ကြပေးတာဖြစ်တဲ့အတွက်တင်တဲ့ချိန်ကိုမိမိအားလက်တဲ့ချိန်နဲ့ညီနိုင်ပြီးတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ်။ တင်တဲ့လေးကိုတင်ရောက်ချင်နေဆိုရင်တော့ Daily Dose Computer ဘိုင်းဟမ်မနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်။သူညာကို9896539432ရဲ့ဖုန်း Viber Telegram Channel တို့မှာလည်းပဲတင်နေအလို့ရပါတယ်ခင်ဗျာ။မိမိလုပ်ငန်းတက်လန်းအတွက်အေးစဲကိုလက်တွေ့လေလာလက်တွေ့သုံးချနိုင်ဖို့ယူကူပဲတင်တဲ့လေးကိုအချိန်မီတက်ရောက်ဖို့ကိုဖိတ်ခေါ်ပါရခင်ဗျာအလို့ထဲဖို့အတွက်ကကြတော့ insert တရားနေပြီးတော့မှပေးချလေးကိုနှိပ်ပါမယ် သူမှာ internet ကနေထည့်ဖို့အတွက် store image ဆိုတာလေးနဲ့ online ပြချဆိုပြီးတော့2မျိုးရှိပါတယ်။2မျိုးလုံးကတော့ internet လိုပါတယ်။ကိုယ့်ကွန်ပျူတာမှာ wifi နဲ့ internet တို့ချိတ်ဆက်ထားမယ်ဆိုရင်သုံးလို့ရပါတယ်။အဲ့တော့ကိုကွန်ပျူတာထဲမှာတပုံမရှိဘူးဆိုရင်ကျတော့နှစ်တဲ့နေရာအနေနဲ့ထဲပါဥပမာကွာ store image ဆိုင်ကောင်လေးကိုနှိမ့်လိုက်ပြီးဆိုပါစို့ခဏလေးစောင့်ပါမယ်တပုံလေးတွေစပြီးတော့မှပေါ်လာပါလိမ့်မယ်ကိုလိုချင်တဲ့တပုံလေးရဲ့နာမည်ကိုတည်မယ်ဆိုရင်လည်းပဲဒီပေါက်စီမှာလာပြီးတော့မှရိုက်ရှာလို့ရပါတယ်ဥပမာကွာတည်တည်လေးနဲ့ပတ်သက်ပြီးတည်ချင်တဲ့ဆိုရင်တော့ flow ဆိုပြီးရိုက်ရှာလို့ရပါတယ် ကလေးများကွာကြောင်လေးတွေလိုချင်နေဆိုရင်တော့ cat ဆိုပြီးရိုက်ထည့်လို့လည်းရပါတယ်။အမှဒီမှာမြင်နေရတဲ့ပုံတွေအကုန်လုံးကိုသုံးလို့ရပါတယ်။ဒါပေမဲ့အခုလိုမျိုး Go Premium ဆိုပြီးတော့မှစင်ပွင့်အနေနဲ့ပြနေတဲ့ပုံလေးတွေကတော့သူက Premium Version ဝယ်ပြီးတော့မှသုံးမှရမှာဖြစ်ပါတယ်။အခမဲ့တော့သုံးလို့ရမှာမဟုတ်ပါဘူး။အဲ့တော့ဒီလိုစင်ပွင့်ပုံလေးတွေမှာပါတယ်ကြိုက်တဲ့ပုံကိုတော့ကွာသုံးလို့ရမှာဖြစ်ပါတယ်။ဥပမာကွာဒီပုံလေးကိုထည့်ခြင်းနဲ့ဆိုရင်ကိုကြိုက်တဲ့ပုံလေးပေါ်မှာ click နေလိုက်ရုံပဲ။ဒီပုံကိုထောက်လိုက်ပြီးဆိုရင်အောက်လေးမှာ Insert 1လို့ပေါ်ပါလိမ့်မယ်။နောက်တစ်ပုံကိုကွာ တဘောကြလို့တက်ပြီးတော့မှထောက်လိုက်ပြီဆိုရင်တော့နှစ်ပုံကိုသွားပြီးတော့ရွေးလိုက်တာမလို့ insert two လို့ပေါ်ပါမယ်။နောက်တစ်ပုံကိုတက်ပြီးတော့မှထောက်လိုက်မယ်ဆိုရင် insert three လို့ပေါ်မယ်။ဒါဆိုရင်ကွာဒီ insert three ကိုနှစ်ချလိုက်ပြီဆိုရင်ဒီသုံးပုံစလုံးကကိုယ့်ရဲ့ excel ထဲကိုရောက်လာမှာဖြစ်ပါတယ်။တက်ကိုလိုချင်တဲ့လောက်ထည့်လို့ရပါတယ်။ဥပမာကိုယ်ဒီတပုံမဲထည့်လိုက်ပါမယ်။အတွက်ဒီပုံလေးကိုရွေးလိုက်ပါမယ်။တပုံဖြစ်တဲ့အခါမှာဒီအောက်လေးမှာ insert one လို့ပေါ်နေပါပြီ။သူကလစ်နှိပ်လိုက်ပြီဆိုတာနဲ့ခဏလေးဆောင်းလိုက်ပြီဆိုရင်သူတပုံလေးတန်းပြီးတော့ပေါ်လာမှာဖြစ်ပါတယ်။ ဒီပုံလေးပေါ်မှာကလစ်နဲ့ထားပြီးတော့မှ picture format လေးထဲမှာ size နေရာမှာ height ကိုဥပမာအနေနဲ့နှစ်လက်မလောက်ထားလိုက်ပါမယ်။ under လေးခေါ်လိုက်မယ်ဆိုရင်တော့ခုပုံလေးကနှစ်လက်မပုံလေးနဲ့ဖြစ်သွားပါပြီ။နေနေလေးပြန်ပြီးတော့ဆွဲလိုက်မယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ပုံကိုထည့်လိုက်တာမဟုတ်ပါဘူးအင်တာနက်ကနေပြီးတော့မှသွားပြီးတော့မှ download လုပ်လိုက်ပြီးတော့မှထည့်လိုက်တာဖြစ်ပါတယ်ဟုတ်ပြီအားဆိုရင်ကွာတပုံလေးကိုဘယ်လိုထည့်သွင်းရမလဲကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ဆိုရင်လည်းထည့်သွင်းထွက်သွားပြီးကိုယ့်ရဲ့ကွန်ပျူတာထဲမှာတပုံလွယ်တကူမရှိဘူးဆိုရင်လည်းပဲအင်တာနက်ကနေဘယ်လိုရှာပြီးတော့ထည့်ရမလဲဆိုတာလည်းနားလည်သွားပြီးဖြစ်ပါတယ် ပြတဲ့ပုံလေးနဲ့ပတ်သက်ပြီးတော့မှ size လေးတွေပြီးတော့ format လေးတွေ style လေးတွေအကြောင်းကိုလည်းနားလည်သွားပြီးဖြစ်ပါတယ်ဒီသင်ခန်းစာလေးက Messenger ရဲ့လုပ်ငန်းခွင့်အတွက်ကြိုးရှင်မယ်လို့ယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှင်တဲ့ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါ comment လေးမှာလည်း yes လို့ရေးခက်ပေးပါကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခက်ပေးပါခင်ဗျာဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာလေးရှိမယ်ဆိုရင် comment လေးမှာရေးခက်နိုင်ပါတယ်နောက်ထပ်သင်ကြားပေးသေးတဲ့သင်ခန်းစာလေးတွေဒီ channel မျိုးကုန်လေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာရေးခက်နိုင်ပါတယ်ကျွန်တော်ပြန်ပြီးတော့မှဖြည့်ချပေးသွားပါမယ်သင်ခန်းစာဗီဒီယိုလေးလေးလုပ်ပြီးတော့မှပြန်နေပြီးတော့မှသင်ချပေးသွားပါမယ် ဒါကြွရှင်နဲ့နေရလေးကိုမြန်နဲ့ထားပါမစနေကြပါသည်ခင်ဗျာအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပြီပြီလားတော့準備好了